ခေါင်းတလားကြီးတစ်ခုကိုပင်လယ်ထဲမှာလှေတွေနဲ့ဝိုင်းဆွဲထားကြပြီးတငါရွာကရွာသူရွာသားတွေနဲ့အတူဖုံးတော်ကြီးတစ်ပါးကအစီရင်တွေပြုတ်လောက်ကအခန်းကိုဖြေချလိုက်ပါတယ်။ဒေသူကိုရိုးရအတိုင်းမြေမြုပ်မတကြိုးပဲပင်လယ်ထဲမျောပြစ်လိုက်ကြတဲ့ရွာသူရွာသားတွေအပေါ်ဒေသူကအညှိုးထားပြီးဝိညာဉ်ဆိုးရဲ့ဂျင်းစာကြောင့်ပင်လယ်ကြီးကမိစ္ဆာတက်တွေလွှမ်းမိုးသွားပါတော့တယ်။ အလုံးနဲ့ရွာသူရွာသားတွေကကန်ဆာကိုတောင်ချေဦးမလဲရဲကြတော့ပဲရွာရဲ့ထောက်တိုင်ဖြစ်တဲ့ငါးဘက်လုပ်ငန်းတွေပါပိတ်သိမ်းလာရတဲ့အထိတငါတဲတွေဘွားဟာဒုက္ခတွေကြုံတွေ့လာကြရပါတယ်။နှစ်ပေါင်းများစွာကြာသွားတဲ့အချိန်မှာတော့ဒါရီဟာတကယ်ဖြစ်ရမန်နေလားယုံနှန်းပုံမြင်တွေလားဆိုတာသက်သေပြဖို့ရွာကလူငယ်တစုကပင်လယ်ပြင်ထဲကိုရွက်လွင့်သွားကြတဲ့အခါဘလို့တွေဆက်ဖြစ်လာမလဲဆိုတာဇလန်းလေးကိုအဆုံးထိကြီးရှုပေးကြပါအောင်နော်။ channel လေးကိုအားပေးကူညီတဲ့အနေနဲ့လဲ VPN လေးခန့်ချပေးဖို့မြတ်တာရက်ခံကြပါတယ်ရှင်။ဇလန်းလေးကတော့ဂျင်းစာတက်နေတဲ့တငါရွာလေးကငါးဖန်းထွက်သွားကြတဲ့ဘသူမစိုးအလောင်းအနေနဲ့ပဲကန်းဆက်မှာတောင်းတင်လာကြပါတယ်။ကျွာရဲ့တခုတည်းသောအတမွေးဝမ်းကြောင်းလုပ်ငန်းလေးဖြစ်တဲ့ငါဖန်အလုပ်ကိုလောက်ကင်လို့မရတော့တာကြောင့်တင်္ဂါတယ်ရီဘွားကတဖြည်းဖြည်းကျတဲလာခဲ့ပါဗျ။ ။ဒီနေ့မှာတနာစရာတငါတဲ့တယောက်ကအချားရွာက လေကိုခိုးပြီးမိသားစုဝမ်းစာအတွက်ငါဖန်ထွက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ပိုင်ရှင်နေမိသွားလို့ဝမ်းရိုက်တာကိုခံခဲ့ရပါတယ်။ တငါတဲ့ကတော့သူလေးကိုခိုးယူလို့စိတ်မရှိပါဘူး။ငါလေးပဲဖမ်းချေအောင်ပါလို့ပြောပြီးတောင်းပန်ခဲ့ပေမဲ့တခြားရွာသားတွေကတော့လက်မခံပဲငါတို့ပင်လေကိုမင်းတို့ပင်လေလိုပဲချိန်စာတင့်အောင်လှုပ်ချင်နေတာလား။မင်းနေမဟုတ်ဘူး။မင်းတို့တရွာလုံးကငါဖမ်းဖို့မတင်တော့ဘူး။အဲ့လိုမှ မနေနိုင်ရင်လဲတေးလိုက်လို့မစားမနာဝိုင်းပြောခဲ့ကြပါရဲ့။နောက်နေ့မနက်မှာတော့တငါတဲ့ကြီးကသူ့ကိုယ်သူကြိုးဆွဲချပြီးတက်သေးသွားပါတော့တယ်။ နောက်ပိုင်းမှာလည်းအလားတူဖြစ်ရက်တွေများစွာပေါ်ပေါက်လာခဲ့တာကြောင့်ရွာရဲ့အနာဂတ်အတွက်မေခွန်းထုတ်စရာဖြစ်လာပါတော့တယ်။အစိုးရကလည်းဒီအဖြစ်အပျက်တွေကိုမဖြေရှင်းပေးနိုင်တဲ့အတွက်ရွာလေးကိုငါးဖန်ခွင့်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့နှစ်အနေငယ်ကြာမြင့်ခဲ့ပြီးကောင်းလေးတယောက်ကသူ့အဖေကိုရှာဖို့ပင်လယ်ထဲကိုခုံဆင်းသွားရင်းရည်နေခဲ့ပါတယ်။သူ့နာမည်ကတော့ကင်းလို့ခေါ်ပါတယ်။ကင်းကခေါမပြီးတတ္တိအလွန်ကောင်းတဲ့ကောင်းလေးတယောက်ပါ သူတွေပြောသလိုပင်လယ်ကြီးကကျင်းစာတင့်နေပြီးသူ့အဖေပင်လယ်ထဲမှာတည်သွားပြီဆိုတာကိုမယုံကြည်နိုင်လို့တက်တေပြဖို့အမြဲတမ်းစူးစမ်းနေခဲ့တာပေါ့။ဂင်းရဲ့အဖိုးကတော့သူ့မျိုးကိုပင်လယ်ထဲထပ်မသွားဖို့ဆုံးမနေခဲ့ပြီးဂင်းကတော့သူ့တငယ်ချင်းတွေရဲ့အဖေတွေတောင်မှပင်လယ်ထဲဆင်းပြီးငါးဖက်နေကြတာတောင်ဘာမှမဖြစ်ဘဲသူတို့ရွာမှာဘာလို့ဒီလိုတွေဖြစ်နေတာလဲဆိုပြီးအဖိုးကိုမေးနေခဲ့ပါတယ်။ အဒီအချိန်သောမတ်လို့ခေါ်တဲ့လူတယောက်ရောက်လာပြီးဂင်းလိုတက်တိကောင်းတဲ့လူငယ်လေးကိုအရွယ်ရောက်လာတဲ့အခါသူ့အလုံးမှလုံဖို့စီယုံမာတော့တယ်။တချိန်ကသောမတ်ဟာဂင်းရဲ့အဖိုးပိုင်နဲ့ရေလုံငန်းမှာအလုပ်သမားတူဖြစ်ခဲ့ပူပါတယ်။အခုတော့သောမတ်ကတကြုံလုံးရဲ့ရေလုံငန်းတွေအားလုံးကိုအုပ်စိုးနေသူဖြစ်နေခဲ့ပါပြီ။ဒီလိုနဲ့16နှစ်တာကြာမြင့်သွားခဲ့ပြီးဂင်းတို့ရွာမှာဂင်းလိုပဲနောက်ထပ်ကောင်းလေးတယောက်ပေါ်ထွက်လာပြန်ပါတယ်။ ူလည်းပဲသူ့အဖေကိုပင်လယ်ထဲမှာဆုံးရှုံးလိုက်ရလို့ပင်လယ်ထဲကိုအမြဲတောကြည့်ချင်နေကြတာပါကင်းကတော့တောမရဲ့လက်အောက်မှာအလုံးလုံးနေခဲ့ပြီးညတိုင်းတငယ်ချင်းတွေနဲ့တောက်စားမှုယူလေးရှိပါတယ်အညာမှာပဲကင်းတို့အဖွဲစီကိုဘန်ဂျီဆိုတဲ့ကောင်းလေးတစ်ယောက်ရောက်လာပြီးသူ့ကိုလည်းအဖွဲထဲထည့်ပေးဖို့တောင်းဆိုခဲ့ပါတယ်ကင်းကတော့တောမစီမအလုံးသွားတောင်းလို့ပြန်ပြောလိုက်ပါတယ်ကင်းရဲ့တငယ်ချင်းကတော့မရဘူးသူကရောဘတ်ရဲ့သား သူ့အဖေကပင်လယ်ကြီးအကြောင်းတသက်ပြဖို့ဆိုပြီးသောမတ်ရဲ့လေကိုခိုးပြီးပင်လယ်ထဲထွက်သွားလိုက်တာအလောင်းအနေနဲ့ပဲကန်ဆက်ကိုပြန်ရောက်လာတယ်။သူကတခိုးရောဘတ်ရဲ့သားပဲလို့အကင်းကိုပြန်ပြောခဲ့ပါတယ်။ဗန်ဂျီကတော့သူ့အဖေဟာတကိုးတရားမဟုတ်ခဲ့ဘူးဆိုတာသက်သေပြဖို့အတွက်သူ့အဖေတည်ဆုံရတဲ့အကြောင်းရင်းအမှန်ကိုစုံစမ်းချင်နေကြတာပါ ဒါကြောင့်လေဂင်းတို့အဖွဲတဲကိုဝင်ရဖို့သူစုထားတဲ့ငွေလေးတွေဂင်းကိုပေးပြီးအဖွဲတဲဝင်ဖို့မရရအောင်တောင်းဆိုခဲ့ပါတယ်။ဂင်းကတော့ငွေရရင်အကုန်လုပ်တာကြောင့်ကောင်လေးကိုအဖွဲတဲပေးဝင်လိုက်ပါတယ်။မနက်ကျတော့ဂင်းကဘန်ချီကိုတောမတ်စီခေါ်သွားပေးပါတယ်။တောမတ်ကတော့ဘန်ချီကိုရောဘတ်ရဲ့သားမန်းသိပေမဲ့ဂင်းကအာမခံပေးနေတာကြောင့်အလုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဘန်ချီကနေဆက်ကိုပစ္စည်းပို့ဖို့ဂင်းတို့အဖွဲနဲ့လိုက်လာခဲ့ရပါတယ်။ ကင်တို့ကတရုတ်နယ်စပ်ထဲမှာပင်လယ်မြို့တွေကိုမှောင်ခိုသွင်းရတာပါ။ဗန်ဂျီကတော့ပထမဦးဆုံးနေ့ဆိုတော့ကင်တို့အလောလောပုံကိုပဲကြည့်ပြီးတစ်စင်းပြီးတစ်စင်းလေ့လာသင်ကြားနေခဲ့ပါတယ်။ဒီလိုနဲ့တနေ့ပြီးတနေ့လိုက်လာရင်ဗန်ဂျီကသူတို့မှောင်ခိုကူးနေတဲ့အရာတွေကဘာတွေလဲဆိုတာမေးကြည့်ခဲ့ပါတယ်။ကင်ရဲ့တငယ်ချင်းကတော့ပင်လယ်မြို့တွေဒါတွေကရွှေလိုပဲဈေးကောင်းရတယ်။ဒါပေမဲ့တဖြည်းဖြည်းမျိုးတုံးလာတာကြောင့်အစိုးရကတားမြစ်လိုက်လို့အခုလိုမှောင်ခိုလုပ်နေရတာလို့ရှင်းပြပါတယ်။ မောင်ခိုးဆိုပေမဲ့သူတို့ကလက်ဆက်ကိုကြော်ပြီးမှလှုပ်တာကြောင့်အနေရကင်းတယ်။ဒန်ချေးဆောင်ရလဲဘောကကြီးလို့လိမ့်မယ်လို့ပြောပြပါဗယ်။ဘန်ချီကလည်းအလုံးမှကျွမ်းကျင်လာပြီးနောက်ပိုင်းမှာရှေ့ပြေးအဖြစ်တာဝန်မှာထမ်းဆောင်နေရပါပြီ။ ။ဒီနေ့မှာတော့ဖြစ်စည်းလဲမဲ့နိုင်ငံခြားသားတွေရဲ့တင်မောကနောက်ကျနေခဲ့ပါတယ်။ဗန်ကြီးကလည်းတစ်တာတစ်ခုမှအလေးချိန်ပုံနေတာကိုသတိထားမိတာကြောင့်ဖွင့်ကြည့်ဖို့ဂင်းကိုပြောပေးမယ်။ဂင်းကတော့နားမထောင်ပါဘူး။တချိန်ကဗန်ကြီးရဲ့အဖေကလည်းတောမတ်စီမအလုပ်လုပ်ဖူးတာကြောင့်သူ့အဖေသေးရတာဒါရင်းနဲ့များပတ်သက်နေမလားဆိုတာသူသိချင်ခဲ့ပါတယ်။အဲဒါကြောင့်ပုံတွေကိုဖွင့်ကြည့်ဖို့ဂင်းကိုအတင်းတောင်းဆိုနေခဲ့ပါတယ်။ ကင်းကတော့သူ့အမိန့်ကိုမနာခံလို့ဆိုပြီးဘန်ချီကိုပါရိုက်လိုက်ပါတယ်။ကင်းရဲ့တငယ်ချင်းတွေကလည်းကင်းကိုဝိုင်းဆွဲခဲ့ကြပြီးဘန်ချီကိုလည်းထပ်မပြောဖို့တားလိုက်ကြပါတယ်။အဲအချိန်ကွန်လဲမဲ့နိုင်ငံသားသားတွေရဲ့တင်မောကရောက်လာတာကြောင့်ဘန်ချီကတောမတ်ပေးခလိုက်တဲ့စားလေးလေးတစ်လိပ်ကို အရင်ဆုံးသွားပေးရပါတယ်။နိုင်ငံသားသားတွေကပစ္စည်းကိုတေချာဆက်ဆေးပြီးမှကင်းတို့အလီကိုကပ်ဖို့အချက်ပြလိုက်ပါတယ်။အချက်ပြတာနဲ့ကင်းကလေနာကိုကပ်ပြီးပစ္စည်းတွေကိုတင်ပေးခဲ့ပါတယ်။ပစ္စည်းတွေတင်နေကြတော့မှအိန္ဒိယအနာ ပိုင်းတွေရောက်လာပြီးပြစ်ခတ်ကြတာကြောင့်ကင်းတို့လည်းလေကိုအတင်းမောင်းပြီးပြေးကြရပါတယ်။ဘန်ဂျီကတော့တစ်ဖက်လေပေါ်ပတ်သွားခဲ့ပြီးကင်းကဘန်ဂျီကိုကယ်ဖို့လေကိုပြန်လှည့်ခိုင်းပါတယ်။ ပန်ချီကကြောက်ကြောက်နဲ့ရေထဲခုံဆင်းပြီးကင်းတို့လှေစီကူးလာဖို့ကြိုးစားခဲ့ပေမဲ့ဘိုက်ကိုတနက်မှန်သွားခဲ့ပါတယ်။ရေမကူးနိုင်တော့တဲ့ပန်ချီကိုကယ်ဖို့ကင်းလည်းရေထဲကိုခုံဆင်းလိုက်ပြီးကန်ဆိုးချင်တော့ပန်ချီရဲ့လေပင်တက်တဲ့ကိုကြည်ထမှန်သွားခဲ့ပါတယ်။နိစရာကြောင့်ကြောင့်မှကန်းကတ်လိုက်ရပြီးပန်ချီကတော့ကင်းရဲ့လက်ပေါ်မှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။ကင်းနဲ့တငယ်ချင်းတွေလည်းပန်ချီတိတ်ဆုံးမှုအတွက်စိတ်မကောင်းဖြစ်ပြီးငိုကြွေးနေခဲ့ပါတယ်။ ရုတ်တရက်အကင်းကဘန်ဂျီပြောတာကိုပြန်သတိရပြီးကုံတစ်တာတွေကိုသွားဖွင့်ကြည့်ခဲ့ပါတယ်။တကယ်လည်းဘန်ဂျီမတင်ကားသလို ဖြစ်လာခဲ့ပါတယ်။တစ်တာထဲမှာပင်လယ်မြို့တွေရှိနေပေမဲ့ခွဲကြည့်လိုက်တဲ့အခါမှာတော့အထဲမှာဘိန်းဖြူတွေဖြစ်နေပါတယ်။ဘန်ဂျီအဖေလည်းဒါရီကိုတီသွားခဲ့လို့ဒေါမက်ကတခိုးဆက်သွင်းပြီးလက်စဖြောက်လိုက်တယ်ဆိုတာကိုကင်တယောက်သဘောပေါက်သွားခဲ့ပါတယ်။မနက်မိုးလင်းတော့ရွာကိုပြန်လာကြပြီးဘန်ဂျီအတွက်အာတုပပွဲပြုလုပ်ခဲ့ပါတယ်။ ခင်ကတော့ဘာမှမပြောဘဲအတွေးပေါင်းများစွာနဲ့တယောက်တည်းထိုင်နေခဲ့ပါတယ်။အဲအချိန်ရုကရောက်လာပြီးတေချင်းတရားကိုရှောင်လွဲလို့မရဘူး။ကန်တရားပဲလေးလို့ပြောပြီးဂင်းလက်ကထံရကိုတွေးတဲအောင်လှုပ်ပေးနေပါတယ်။ခင်ကတော့ရုကိုတွန်းထုတ်လိုက်ပြီးဘန်ချီတေးရတာကန်တရားကြောင့်မဟုတ်ဘူး။လူတယောက်ရဲ့လောဘကြောင့်ပဲ။အဲ့လောဘကိုအမြင့်ဖြတ်နိုင်မှဘန်ဂျီတေဆုံးမှုကအထိပယ်ရှိလိမ့်မယ်လို့ကြုံဝါပြီးတောမက်စီမှာသွားတောင်းကြံခဲ့ပါတယ်။ တောမတ်ကိုမှတ်လောက်သားလောက်ဖြစ်အောင်ပညာပေးခဲ့ပြီးနောက်ထပ်လည်းတောမတ်အတွက်အလုံးမလုံးပေးနိုင်တော့တဲ့အကြောင်းပြက်ပြက်သားသားပြောခဲ့ကထွက်သွားခဲ့ပါတယ်။ဘန်ဂျီရဲ့အမေကတော့သူ့သားလေးဘန်ဂျီတရားတာကင်းကြောင်ကင်းခေါ်သွားလို့ဖြစ်ရတာ။ ပြီးတော့ဒီပင်လယ်ကြီးကျင်းစာတက်နေလို့သူသားနဲ့သူ့ယောက်ျားကိုဆုံးရှုံးရတာဆိုပြီးဂင်းကိုယင်ဖွင့်ပြီးငိုကြွေးခဲ့ပါတယ်။မိခင်တယောက်ရဲ့တော့ကဝင်နေတဲ့အတန်ကဂင်းရဲ့နားထဲကမထွက်ပဲဂင်းတယောက်တညာလုံးအိတ်မပြောနိုင်ဖြစ်နေပါတယ်။သူ့ရဲ့ငယ်ဘဝအကြောင်းကိုလည်းပြန်တွေးမိပြီးခန်းဆက်ကိုထွက်လာခဲ့ပါတယ်။တကယ်တော့အဖိုးမတင်ကဂင်းကိုမွေးစားခဲ့တာပါ။ ကင်းရဲ့အဖိုးအရင်ကရွာတကြီးဆော်လမွန်မှာတချိန်ကကင်းတို့ရဲ့ပင်လယ်ပြင်ကြီးကငါးမျိုးစုံနေအောင်ဖမ်းလို့ရပြီးရွာသူရွာသားတွေကလည်းစီးပွားရေးပြည်လဲကြလို့ရွာလေးကလည်းအေးချမ်းတာရပါတယ်။ရွာလေးတိုးတက်တာရတာကလည်းကင်းရဲ့အဖိုးဆော်လမွန်ရဲ့ဂျေဇူတွေကြမှာဆော်လမွန်ကချမ်းသာပြီးရွာသူရွာသားတွေငါဖမ်းဖို့သူ့လေတွေကိုအသုံးပြုခိုင်းပါတယ်။ရွာတိုးတက်ဖို့ကိုပဲအမြဲဦးစားပေးတဲ့လူတစ်ယောက်ဖြစ်ပြီးလက်ရှိအဖိုးမတင်ကလည်းငငယ်ကမိပါမယ်ဖြစ်လို့အဖိုးဆော်လမွန်ကပဲစောင့်ရှောက်ပေးထားပါတယ်။ အဖိုးမတင်ကလည်းကင်းရဲ့အဖေချာလီနဲ့အတူကြီးပြင်းလာခဲ့ရပြီးချာလီကို သူ့ညီလေးအရင်တယောက်လိုအမြဲဆောင်ရှောက်ပေးခဲ့ပါတယ်တနေ့မှာတော့ထ ਾਇ ရတဲ့ရွာလေးကိုဘေကကန်ဆိုးမှုတွေရောက်လာမှမသိပင်လယ်မြော့သွားရှာတဲ့လူတိုင်းအလောင်းအဖြစ်နဲ့ပဲပြန်ရောက်လာပါတယ်။တနေ့ပြီးတနေ့ထူးထူးဆန်းဆန်းအသေးအပြောက်တွေများလာခဲ့ပြီးဆော်လမွန်ကဒီပြဿနာကိုဖြေရှင်းဖို့စတီဗန်ဗို့ကိုအကူအညီသွားတောင်းခဲ့ပါတယ်။ ရွာသားတွေကပင်လယ်အဝေးကြီးထိခရီးနှင်ကြပြီးပင်လယ်မြောက်တွေဖမ်းနေကြတာကြောင့်မုန်တိုင်းတန်တွေခရီးတန်တွေကိုမခံနိုင်လို့တေးကြတာလို့ဆော်လမွန်ကကောက်ချက်ချထားပါတယ်။အဲဒါကြောင့်လေရွာသားတွေကိုရေငုပ်တင်ပေးဖို့ရေငုပ်ကျွမ်းကျင်တဲ့အန်တိုနီရဲ့အကူအညီကိုလိုအပ်နေပါတယ်။အန်တိုနီနဲ့ပိုနယ်ကတငယ်ချင်းအရင်ကြီးဖြစ်တာကြောင့်ဘိုးကနေတဆင့်အကူအညီတောင်းခဲ့ပါတယ်။ ဘိုးကတောင်းဆိုတော့အန်တိုနီကရွာသားတွေကိုပင်လယ်ထဲမှာရေငုပ်တင်ပေးဖို့လက်ခံလိုက်ပါတယ်။ဆော်မွန်အပါဝင်ရွာသားတွေအားလုံးကဒီကိစ္စကိုအများကြီးမျှော်လင့်ထားကြပေမဲ့ကန်ဆိုးစွာနဲ့ရေငုပ်တင်ပေးမဲ့အန်တိုနီနဲ့ရေငုပ်တင်မဲ့ရွာသားတချို့လည်းအလောင်းမဲပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဆော်မွန်ကဘိုးကိုဖမ်းလိုက်ပါတယ်။ ဘုကပင်လယ်နှစ်ပိုင်းကရွှေတွေကိုလိုချင်လို့ပင်လယ်ထဲထွက်သွားတဲ့ရွာသားတွေကိုတပ်ပစ်နေတာအန်တိုနီကိုလည်းသူ့အချံနေတည်သွားလို့တငယ်ချင်းအချင်းချင်းတပ်ပစ်လိုက်တာလို့ဆော်လမွန်ကရွာသားတွေကိုပြောပြပါဗျ။ဒီလိုကြောင့်ပဲရွာသားတွေကဘုကိုမုန်းတီးပြီးဝိုင်းမီရိုက်တက်လိုက်ကြပါဗျ။ဘုတည်သွားတော့ဂိဆာတွေပြီးသွားမယ်ထင်မိမဲ့မကြာခင်မှာပဲဆော်လမွန်တို့မိသားစုတွေနဲ့အသက်ခံလိုက်ရပြီးဆော်လမွန်အလောင်းကိုလည်းရှာမတွေ့ခဲ့ပါဘူး။ ရင်ရဲ့အဖေချာလီကတော့အဖိုးမတင်းနဲ့ရှိနေတာကြောင့်လွတ်သွားခဲ့ပါတယ်။ဖုန်းတော်ကြီးတစ်ပါးကအလောင်းကိုဒီရွာရဲ့မြေပေါ်မှာမြှောက်ထားသူရဲ့ရွာခိုင်မယ်။အဲဒါကြောင့်ပင်လယ်ရိုးရာထုံနှမ်းပွဲလုပ်ပြီးအလောင်းကိုပင်လယ်ထဲမှာမြှောက်ရမယ်။အဲဒါပြီးရင်တော့ပင်လယ်ကိုမေ့ရမယ်လို့ပြောပါတယ်။ရွာသားတွေလည်းဖုန်းတော်ကြီးပြောတဲ့အတိုင်းပင်လယ်ရိုးရာထုံနှမ်းပွဲကိုလုပ်ခဲ့ပါတယ်။ဘိုးရဲ့ဝိညာဉ်ကိုပူလောင်စေဖို့ဘိုးအရန်ကြိုက်တဲ့ရွှေတွေကိုအေးချိုးပြီးအခေါင်းပေါ်လောင်းချပေးလိုက်ကအခေါင်းကိုပင်လယ်ထဲပြေးချလိုက်ပါတယ်။ အဲ့အချိန်ကနေစပြီးပင်လယ်ထဲသွားတဲ့သူတိုင်းဘိုးရဲ့ကျင်းစာကြောင့်အလောင်းဖြစ်နေပဲပြန်လာရပါတယ်။အဲ့အချိန်ဂန်းဆက်မှာတောမဲရဲ့လူတစုလှေတစင်းကိုပင်လယ်ထဲမျောဖို့လုံနေတဲ့မြင်ကွင်းကိုကင်းကတွေ့သွားပါတော့တယ်။ကင်းကတောမဲရဲ့လူတွေစီပြေးသွားလိုက်ပြီးလှေကိုပင်လယ်ထဲမျောပမသွားအောင်ဆွဲထားခဲ့ပါတယ်။ကင်းရဲ့တငယ်ချင်းတွေလည်းထွက်လာပြီးတောမဲရဲ့လူတွေကိုဖမ်းလိုက်ကြပါတယ်။ လေထဲမှာတော့ရုတ်ကကြိုးတုတ်ခံထားရပြီးလေမှာချီခံထားရပါတယ်တော်မဲရဲ့လူတွေကိုစင်မေးကြည့်လိုက်တော့အဲ့ဒါကရစ်ပူစော်တာပင်လယ်မကောင်းဆိုးဝါးအဲ့အတွက်အပြိုစင်မိန်ကလေးတွေကိုရစ်ပူစော်ပေးရတာအဲ့ဒါမှမကောင်းဆိုးဝါးရဲ့စာလောင်မှုကလျော့နေသွားမှလို့ပြောပါတယ်အဲ့ဒီအခါဂင်းရဲ့တငယ်ချင်းကသူငယ်ငယ်ကသူ့အမထူးထူးဆန်းဆန်းဖျောက်သွားပြီးရက်အနေငယ်ကြမှဂန်းဆက်မှာအလောင်းဖြစ်နေတောင်းတင်ခဲ့တဲ့အကြောင်းရင်းဟာတော်မဲကြောင့်ပဲဆိုတာသိသွားခဲ့ပါတယ် ။ခင်ကတော့ဒါရီဟာအယူသီးမှုတသက်ပဲ။အရာကိုတတ်သိပြဖို့အတွက်တောမတ်ရဲ့လေကိုခိုးပြီးပင်လယ်ထဲမှာငါးဖန်းထွက်ဖို့တငယ်ချင်းတွေနဲ့တိုင်ပင်ခဲ့ပါရဲ့။ အဖုံမတင်ကတော့ဂင်းကိုပင်လယ်ထဲမသွားဖို့တားပေမဲ့ဂင်းကတော့ဒါရီဟာရုံနှန်းပုံမြင်တွေဖြစ်ကြောင်းသက်သေပြချင်နေခဲ့ပါတယ်။နောက်နေမှာတော့ဂင်းနဲ့သူ့တငယ်ချင်းတစ်ဖွဲ့ကတောမတ်ရဲ့လေကိုအကွက်ကြကြခိုးယူခဲ့ပြီးတောမတ်ရဲ့အမားတွေကိုပြင်ဆင်ခိုင်းမှုတောမတ်ကိုပါဖမ်းပြီးပင်လယ်ထဲခေါ်လာလိုက်ပါတယ်။မကြပါဘူး။ပင်လယ်ထဲကိုရောက်သွားတာနဲ့တကားကိုတရားရောက်ကလာထုနေတဲ့အတန်ကိုကြားခဲ့ကြရပါတယ်။ ကင်းတဲ့သူတငယ်ချင်းတွေလည်းတဖြည်းဖြည်းကြောက်စိတ်တွေဝင်လာပြီးကင်းကတကားကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ပင်လယ်မကောင်းဆိုးဝါးမဟုတ်ပဲရိုးဖြစ်နေပါတယ်။ကင်းကအနေအများတာကြောင့်ရိုးကိုအိမ်ပြန်ပို့ပေးမယ်ပြောပေမဲ့ရိုးကတော့သူ့မှာကင်းကယ်ပေးခဲ့တဲ့အသက်ပဲရှိတော့တာ။အဲဒါကြောင့်ဘာပဲဖြစ်လာလာကင်းရဲ့အနောက်ကိုပဲလိုက်ဖို့ဆုံးဖြတ်ထားပါတယ်။ ဒီလိုနဲ့ပင်လယ်ထဲကိုဆက်ပြီးခရီးနဲ့လာခဲ့ပြီးဂင်းကစက်ခန်းထဲကနေစလိတောက်ဖို့အပြင်ကိုထွက်လာရင်မိအိမ်ကြကွဲထားတဲ့မန်ကွဲစားကိုတန်းနေမိသွားပါတယ်။ခြေတော်ကွဲသွားတော့မန်ကွဲစားတွေကိုရှင်းမထားတဲ့သူတငယ်ချင်းကိုစိတ်တူပြီးစူလိုက်ပါတယ်။မန်စားကိုလည်းဆွဲနှုတ်လိုက်ပြီးသူတွေပေးနေတဲ့မန်စားကိုပင်လယ်ထဲပြစ်ချလိုက်ပါတယ်။အဲ့အချိန်မိအိမ်ထဲကစာရီကိုသတိထားမိလိုက်ပြီးဖြွင့်ကြည့်လိုက်ပါတယ်။ အရကတော့1982ခုနှစ်လောက်တုန်းကသူ့အဖိုးမာတင်ရေးထားခဲ့တဲ့စာရီပါပဲ။ဂင်တယောက်စာရွက်ထဲမှာဘာရီရေးထားလဲဆိုတာမဖတ်ရသေးခင်မှာပဲသူတို့လေနဲ့မလန်မကန်မှာနောက်လေတစည်းရှိနေတာကိုတွေ့ခဲ့ရပါတယ်။အရာကြောင့်အဒီလေနောက်ကိုလိုက်ခဲ့ကြပြီးသူတို့ဘလို့ပဲလိုက်လိုက်အဲ့လေကိုမမီခဲ့ပါဘူး။လေကသူတို့မြောက်ဘက်ကလိုက်ရင် တောင်ဘက်မှာပြန်ပေါ်လာပြီးတောင်ဘက်ကိုလိုက်ရင်မြောက်ဘက်ကိုရောက်နေပါတယ်။ရုတ်တရက်မိုးရီချိန်လာပြီးမိုးရီကလည်းတဲကြီးမဲကြီးရွာချလာပါတယ်။ တို့ရဲ့ဘေးပပလဲကိုကြည်လိုက်တော့မှလေကတို့ရဲ့ပပလဲမှာရှိနေကြတာပါတခုခုတော့ထူဆန်းပြီဆိုတာအာလုံးလေးတိတိထားမိလာကြပြီးစောက်စိတ်တွေဝင်လာကြပါတယ်အဲ့အချိန်မိုးကထက်ချင်းပြီးလှိုင်းတွေကလည်းကြမ်းလာပါတယ်အာလုံးလေး တင်မောလက်ရန်ကိုကင်ထားကြပြီးအကာအကွယ်ယူနေတော့ရိုးကရုတ်တရက်ထားအော်ပါတော့တယ်။ဘာများဖြစ်လို့လဲဆိုပြီးတွားကြည့်ကြတဲ့အခါမှာအလုံးချက်တေးတေးကုန်ကြပါတယ်။ဘာလို့လဲဆိုတော့ပင်လယ်ပြင်တစ်ခုလုံးမှာလူအယိုးတွေနဲ့ပြည့်နှက်နေတာကိုမြင်လိုက်ကြရလို့ပါပဲ။မုံတိုင်းကလည်းဝင်လာတော့ပဲ့လဲထိန်ရခန့်နေပြီးရုတ်တရက်သူတို့တငယ်ချင်းတယောက်ပြောင်းနေခဲ့ပါတယ်။လိုက်ရှာကြည့်ကြတော့လေဦးနားမှာကွေးကွေးလေးထိုင်နေတဲ့တငယ်ချင်းကိုတွေ့ရပါတယ်။သူတို့တငယ်ချင်းကအယူကောင်းတစ်ခုကိုကင်ထားပြီးကြောက်တူးတုံနေပါတယ်။ အယူကောင်းတွေကနေတွေးတွေအဆက်မပြတ်ထွက်လာခဲ့ပြီးတကယ်ချင်းကတော့ယုံနှန်းပုံမြင်တွေဟာတကယ်ဖြစ်ပျက်နေမှန်းသိလိုက်ရတာကြောင့်ကြောက်အားလန့်အားနဲ့အရက်ပဲမော့နေခဲ့ပါတယ်။တဖက်မှာကင်းရဲ့အဖိုးကလည်းသူမြေးပင်လယ်ထဲထွက်သွားတာကိုသိပြီးသူအသက်ရှင်နေသည်ဖြင့်သူမြေးကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့တသက်လုံးမဆင်းခဲ့တဲ့ပင်လယ်ထဲကိုလှေငယ်တစ်စင်းနဲ့မြေးကိုရှာဖို့ထွက်လာခဲ့ပါတယ်။ကင်းရဲ့တငယ်ချင်းတွေကလည်းစတင်ပြီးသဘောထားတွေကွဲလွဲလာခဲ့ပါတယ်။ ခင်ရဲ့တငယ်ချင်းတွေကတော့ပင်လယ်ကြီးကျင်းစာတင်းနေတာကိုလက်ခံလိုက်ပြီးအိမ်ကိုပြန်ချင်ကြပါတယ်။ခင်ကတော့ခေါင်းမပီးရှေ့ကိုပဲဆူတူးချင်နေခဲ့ပါတယ်။ပါလာတဲ့တန်လိုက်အိမ်မြောင်တွေကလည်းပြတ်ကုန်ပြီးရှေ့တိုးရခက် နောက်ဆိုးရခက်အခြေအနေတွေဖြစ်လာပါတော့တယ်။ကင်းကတော့ပုံမြင်တွေကအမှန်ပဲဆိုတာသူလက်ခံလိုက်ပြီးဒါပေမဲ့ရှေ့ဆက်သွားလို့တရေပဲ66မိစပဲ66ဘာကြောင့်ပဲဖြစ်ဖြစ်ငါမရရင်မပြန်ဘူးဖြည့်ရှင်းမှု နီလန်ရှာရမယ်လို့တငယ်ချင်းတွေကိုပြောလိုက်ပါတယ် ။တငယ်ချင်းတွေကလည်းဘလို့နီးလန်းရှာမလဲလို့ဂင်ကိုဝိုင်းမိကြပါဗျ။ကင်းကလည်းတငယ်ချင်းတွေနားလဲသွားအောင်သူတိထားတဲ့လောက်နောက်ချောင်းကိုရှင်ပြနေပါဗျ။တချိန်တုန်းကရွာသားတွေကဘိုးရဲ့အလောင်းကိုရွာမြေမှာမြှောက်ရင်ရွာခိုက်လို့ဆိုပြီးပင်လယ်ထဲမှာပြစ်ထားခဲ့ကြတယ်။အဲဒါကြောင့်ဘိုးရဲ့ဝိညာဉ်ကပင်လယ်ထဲမှာကြက်စားနေတယ်။အဓိကပြဿနာကဘိုးရဲ့အလောင်းပဲ အခန်းကိုပင်လယ်ကနေဖယ်ရမယ်။ရွာမြင်မှာမြှောက်ရင်ရွာခိုင်မယ်။ပင်လယ်မှာမြှောက်ရင်လည်းပင်လယ်ကိုမေးရမယ်။အဲဒါကြောင့်ကုန်းတဲ့ရေချားကဂျားခန့်ဖြစ်တဲ့ကျုံးမောင်မှာမြှောက်ရမယ်ဆိုတာကင်းကစဉ်းစားမိသွားပါတယ်။ပြောနေတော့လေကဆက်ရက်ပြီးမီးတွေအလုံးပြတ်တောက်သွားပါတော့တယ်။ကောင်းငင်ရံတစ်ခုလုံးမှလည်းမြူတွေအုံဆိုင်နေပြီးငရဲကိဝရဲဝင်သွားရတယ်လို့ကိုသွေးပြက်ချောက်ချားစရာကောင်းနေခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ပဝင်းချင်းကလည်းရုတ်တရက်ဆူရှကျဲလောင်တဲ့အတန်တစ်ခုထွက်ပေါ်လာပြီးသူတို့နားတွေပွင့်ထွက်မတတ်ဥသွားခဲ့ပါတယ်။ မြူတွေကြောင့်တယောက်နဲ့တယောက်တောင်မမြင်ရတော့တဲ့အချိန်တွေမှာစံတဝါဝါနဲ့တယောက်ကိုတယောက်ရှာနေခဲ့ပါတယ်။တယောက်နဲ့တယောက်အတန်ပြူပြီးသူတို့ဘမရှိနေကြောင်းအသိပေးကြရင်ရိုးတယောက်အတန်ပြောင်းနေခဲ့ပါတယ်။ကင်းရဲ့တငယ်ချင်းတယောက်ကလည်းကြောက်ကြောက်နဲ့အရက်ပဲမော့နေရင် movie တင်ပေါ်ဝမ်းပိုက်ထဲထွက်ကြသွားပါတယ်။ကင်းရဲ့တငယ်ချင်းနှစ်ယောက်ကတော့စက်ခန်းထဲမှာသွားဆုနေကြပါတယ်။ကင်းကတော့ရိုးအတန်ထွက်မလာလို့ရှာနေခဲ့ပြီးရိုးကိုလှေဦးထိမ်မှသွားတွေ့ခဲ့ပါတယ်။ ရူကိုလည်းစက္ကန်းထဲကိုခေါ်လာလိုက်ပြီးမူးနေတဲ့တငယ်ချင်းကလေဘော်ကိုပြန်တက်ဖို့ကြိုးစားရင်းမတော်တဆသောမတ်တို့ကိုပိတ်ထားတဲ့အခန်းထဲမှာသူပါပိတ်မိသွားပါတယ်။ကင်းကလည်းမိဘတခုနဲ့သူ့တငယ်ချင်းကိုသွားရှာခဲ့ပြီးအခန်းတိုင်းကတကားခေါက်တံတွေကထွက်ပေါ်လာခဲ့ပါတယ်။ကင်းလည်းတွေ့ရအခန်းတစ်ခန်းကိုဖွင့်ကြည့်လိုက်ပြီးတကားပွင့်တာနဲ့မိတို့လည်းငြိမ်သွားပါတယ်။ မိတို့ပြန်လဲလာတော့ချောက်ဆရာမိစာတကောင်ဟာသူ့ရှိမှပေါ်လာပြီးကင်းလဲလန့်သွားလိုက်ပါတယ်။တေချာပြန်ကြည့်လိုက်တော့မှမကောင်းဆိုးဝါးကပျောက်သွားပြီးတပတ်ခန်းကနေတကားထုနေတဲ့အတန်ကြားလို့ဖွင့်ပေးလိုက်တော့မှသူ့တငယ်ချင်းဖြစ်နေပါတယ်။ဒီလိုနဲ့ဆက်ကလည်းပြန်လို့သွားပြီးကင်းကပယ်ထိန်နေရင်ကြောက်လန့်နေတဲ့ပုံပေါ်နေတော့ရိုးကဘာကိုမြင်ခဲ့လို့အလောက်တောင်ကြောက်နေရတာလဲလို့မိပါတယ်။ အဲ့အချင်းလေဦးနာကလည်းအတန်တွေကြားရလို့တွားကြည့်ကြတော့လူတယောက်ရေရေရွှဲဆိုနေပြီးလဲလျောင်းနေတာကိုတွေ့ခဲ့ကြပါတယ်။ကင်းကပဲတွားကြည့်ခဲ့ပြီးအဲ့ဒီလူသူတို့ဘက်လှည့်လာတဲ့အခါမှာတော့အဖိုးမတင်ပဲဖြစ်နေပါတယ်။အဖိုးမတင်ကတာမန်မဟုတ်ပဲဖြူပြော့နေပြီးအလောင်းကောင်ပုံစံဖြစ်နေပါတယ်။သူတို့ကလည်းအဖိုးကိုဒီမှာတွေ့လိုက်ရတာဆိုတော့အဖိုးကတည်သွားပြီလားဆိုပြီးခေါင်းရှုပ်သွားကြပါတယ်။ ဟုတ်ပါတယ်။အဖိုးကသူ့မြေးကိုရှာဖို့ပင်လယ်ထဲထွက်လာရင်းစင်စာတင့်နေတဲ့ပင်လယ်ပြင်ရဲ့ဒဏ်ခတ်မှုကြောင့်ဒေဆုံးခဲ့ရပါတယ်။အဖိုးရဲ့ဝိညာဉ်ကလည်းမီးအိမ်မီးအိမ်ဆိုပြီးပဲပစက်ကရေရွတ်နေပါတယ်။အဲ့ဒီအချိန်ပင်လယ်မကောင်းဆိုးဝါးကခေပေါ်တက်လာပြီးအဖိုးကိုရေထဲဆွဲချသွားပါတယ်။ကင်းကလည်းရေထဲကိုခုန်ဆင်းသွားပြီးအဖိုးကိုပြန်ရှာခဲ့ပါတယ်။ ခါစားကလည်းဂင်းကိုပြန်ခေါ်ဖို့ရေထဲကိုခုံချသွားပြန်ပါတယ်။လီပင်ရဲ့ရူကလည်းဂင်းတို့ပြန်တက်လာနိုင်အောင်ဂျိုးတချောင်းချပေးနေတော့လီပင်ရဲ့ခြေထောက်ကိုတိတ်ဆုံးသွားပြီဖြစ်တဲ့အမရဲ့ဝိညာဉ်ကလာဆွဲပါတယ်။အမရဲ့ဝိညာဉ်နဲ့အတူနောက်ထပ်ပင်လယ်ထဲမှာရုပ်ပုစောခံခဲ့ရတဲ့မိန်းကလေးတွေရဲ့ဝိညာဉ်တွေကပါလှေပေါ်တက်လာပြီးရူတို့ကိုစာတင်တိုက်ခိုက်ပါတော့တယ်။ ်ရိုးတို့လည်းတရားကိုတရားကူညီရင်းနဲ့ပဲမကောင်းဆိုးဝါးတွေကြားကနေလွတ်အောင်ရုန်းကန်နေကြရပါတယ်။လေပေါ်ကအတန်တွေကိုကြားတော့မှကင်းတို့လည်းပြန်တက်လာပြီးမကောင်းဆိုးဝါးမတွေကလည်းကင်းတို့ဘက်ကိုလှည့်လာပါတယ်။ကင်းတို့လည်းကြောင်ပိတ်မိသွားပြီးတနိုင်ကလေးပြန်ခုခံခဲ့ပါတယ်။ဒါပေမဲ့အကောင်ကြီးကများတာကြောင့်ခုခံလို့မနိုင်ခဲ့ပါဘူး။အဲ့အချင်းတောမတ်ရဲ့လူတယောက်ကလေဝမ်းပိုက်ထဲကနေလွတ်လာပြီးလေပေါ်တက်လာရင်မကောင်းဆိုးဝါးတွေကိုမြင်ပြီးကြောက်ကြောက်နဲ့អော်လိုက်ပါတယ်။ ်အတန်ကြာတော့မကောင်းဆိုးဝါးမတွေကတောမက်လူပဲလှည့်သွားပြီးတောမက်ရဲ့လူကရေထဲကိုခုန်ဆင်းသွားတာကြောင့်မကောင်းဆိုးဝါးမတွေလည်းရေထဲထိလိုက်ပြီးအမဲဖြတ်လိုက်ကြပါတယ်အခြေအနေနည်းနည်းငြိမ်သွားတော့မှကင်းကအဖိုးပြောတဲ့မိအိမ်ကိုသတိရသွားပြီးမိအိမ်ထဲကစာကိုဖတ်ကြည့်လိုက်ပါတယ်အဖိုးကအမှန်တရားတွေကိုဘသူကမှမပြောရဲလို့စာရွက်ပေါ်မှာရေးထားပြီးမိအိမ်ထဲမှာဖွက်ထားခဲ့တာပါအရင်နေ့ကဆော်မွန်ဘုတ်ကိုအကူအညီတောင်းနေနေဘုတ်အကူအညီတောင်းပေးခဲ့လို့အန်တိုနီလည်းတည်ခဲ့ရတယ် ဖိုကအန်တိုနီရဲ့သမီးမဲလင်ကိုသူ့သမီးလိုစောင့်ရှောက်ပေးခဲ့တယ်။ဒါပေမဲ့ဖိုကအန်တိုနီသေးတာတွေးရသားရုံမဖြစ်နိုင်ဘူးဆိုတာသိလို့တိတ်တဆိတ်အပြေရှာနေခဲ့တယ်။တနေ့မှဆော်မွန်နဲ့သူ့လူတွေကပင်လယ်နက်ပိုင်းကရွှေတွေပေါ်နေတာကိုဖို့တည်သွားပါတယ်။တချိန်ကဆော်မွန်ကလည်းပင်လယ်မြောက်ရှာတဲ့ရေငုပ်သမားတယောက်ပါပဲ။ရှီရုံကပင်လယ်မြောက်တွေကိုရေငုပ်ပြီးတော့ရှာရပါတယ်။ ဒီနေ့မှာပင်လယ်ပြင်မှာနင်းမြုပ်နေတဲ့ရွှေတုံးတွေကိုတွေ့သွားခဲ့ပြီးနောက်နေ့မှာသူ့ပါတနာတယောက်နဲ့အတူရွှေတွေကိုလာသေးခဲ့ပါတယ်။သူကတော့မယူရဲလို့ဒီတိုင်းပဲရက်ကြည့်နေပြီးသူ့ပါတနာကတော့သူတည်နိုင်တဲ့လောက်တည်လာခဲ့ပြီးနှစ်ယောက်သားခွဲယူခဲ့ကြပါတယ်။မနက်ရောက်တော့သူ့ပါတနာကတည်သွားပြီးနောက်နေ့မှာတော့သူကနောက်ပါတနာတယောက်ကိုခေါ်သွားပါတယ်။ဒီလိုပဲရွှေတုံးကိုရေထဲကနေယူလာတဲ့သူတိုင်းတေးခဲ့ရပြီးဂန်ဆက်ရောက်မှထိတဲ့ဆော်လမွန်ကတော့တဖြည်းဖြည်းကြီးပွားလာခဲ့ပါတယ် ဒါပေမဲ့တကယ်အဖို့တန်ယတနာတွေကပင်လယ်အနက်ပိုင်းထဲမှာရှိနေတာကြောင့်ရင်ငုပ်ဖို့ခေါင်းဆိုးကရိယာတစ်ခုတီထွင်ခဲ့ပြီးလူငါးနဲ့ငုတ်ခိုင်းပါတယ်။ဒါပေမဲ့အသေးအပြောက်တွေပဲများလာပြီးယတနာကိုတော့မရခဲ့ပါဘူး။နောက်ပိုင်းသေးမှကြောက်လို့အငားရင်ငုပ်သမားတွေလည်းမရှိကြတော့ပါဘူး။ ဒါနဲ့ပဲကိုကြီးချင်းအောင်ဆောင်ပြီးရွာသားတွေကိုသူ့လေငားပေးတလို့လို့နဲ့ပင်လယ်ထဲရောက်မှရင်ငုပ်ဖို့အတင်းအကျပ်ကိုင်းခိုင်းစေခဲ့ပါတယ်။ရွာသားတွေနဲ့လည်းအဆင်မပြေတော့ပညာရှင်အဆင့်ရင်ငုပ်သမားဖြစ်တဲ့အန်တိုနီကိုလည်းညာပြီးအကူအညီတောင်းပါတယ်။အဖြစ်မှန်တွေကိုနားထောင်နေတဲ့ဗိုလ်တယောက်ဆော်လမွန်ကိုအပြစ်မပေးရသေးခင်မှာပဲဆော်လမွန်ရဲ့လူတွေချောင်းရိုက်တာခံရလို့သတိလစ်သွားပါတယ်။ရိုက်တဲ့သူကတော့တခြားသူမဟုတ်ဘဲတောမတ်ခေါင်းဆောင်နဲ့အဖွဲပါပဲ။ ဆောလမွန်ကဘို့ကိုချောက်ချပြီးဘို့လည်းရွာသားတွေဝိုင်းရိုက်တက်တာခံလိုက်ရပါတယ်ဒီလိုနဲ့ချိန်စာတဲ့နဲ့ဆက်လန်ကအစာပြိုးခဲ့တာပေါ့။ကင်းကတော့သူ့အဖိုးရဲ့ရုံမှမှုတွေကိုတီးခွင်ရလိုက်ပြီးသူတို့အခုချိန်ထိအသက်ရှင်နေရတဲ့အကြောင်းကိုအပြေထုတ်ခဲ့ကြပါတယ်။ဘိုးကအန်တိုနီရဲ့သမီးမယ်လင်ကိုသူ့သမီးလိုစောင့်ရှောက်ပေးခဲ့တာဖြစ်ပြီးရိုးကမယ်လင်ရဲ့သမီးဖြစ်လို့ရိုးရှိရင်သူတို့အားလုံးအန်ရယ်ကင်းတယ်လို့ကင်းကအရှင်းပြပါတယ်။ တော်မတ်ကိုတော့လေဦးထိတ်မှဂျိုးနဲ့တုတ်ပြီးငစားလှုပ်ထားလိုက်ပါတယ်။သွားနေရင်လေရဲ့ပန်ကာကတခုခုနဲ့ညှိပြီးဆက်ရက်သွားတာကြောင့်တော်မတ်ရဲ့လူတယောက်ကိုအောက်ဆင်းခိုင်းပြီးညှိနေတာကိုရှင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့မကောင်းဆိုးဝါးကြီးကတော်မတ်ရဲ့လူကိုဆွဲသွားလို့လက်တစ်ချောင်းပဲလေပေါ်ပြန်ရောက်လာပါတယ်။လေကလည်းဆက်သွားလို့မရနိုင်တော့တာကြောင့်ကင်းကခေါင်းတလားကိုရှာဖို့ဒီကနေပဲဆင်းသွားလိုက်ပါတယ်။ဖြစ်ချင်တော့ရေအောက်မှာခေါင်းတလားတွေအများကြီးရှိနေခဲ့ပြီးဘယ်ဟာကဘိုးရဲ့အခောင်းလဲဆိုတာမသိခဲ့ပါဘူး အပေါ်မှာကြံခဲ့တဲ့သူတွေကလည်းရိုးရှင်ရဲ့အနေရကင်းတယ်လို့ထင်ထားကြပေမဲ့တကယ်တမ်းမှာတော့ရို့အပါဝင်အကုန်လုံးကိုမကောင်းဆိုဝါကြီးကအနေရပြုခဲ့ပါတယ်တော်မတ်ကလည်းဂျိုးကိုရအောင်ဖြတ်ပြီးရေထဲကိုခုံဆင်းသွားပါတယ်။ဂင်ကတော့ခေါင်းတလားကိုရှာမတွေ့လို့ရေပေါ်ပြန်တက်လာရင်တော်မတ်ကသူ့နောက်ကပေါ်လာပြီးဂင်ရဲ့လက်ပင်ကိုဓာနဲ့ထောင်းလိုက်ပါတယ်။ပြီးတော့ဂင်အပါဝင်ဘသူမှမသိသေးတဲ့အမှန်တရားကိုတော်မတ်ကပြောပြလိုက်ပါတယ်။ အညာကဘိုလက်ကနေဆော်မွန်ကိုကဲခဲ့တဲ့အတွက်တောမတ်ကဆော်မွန်စီမှာသူ့ကိုဆူချဖို့တောင်းဆိုပါတယ်။တောမတ်ကသူရှာလို့ရတဲ့ရွှေတွေကိုသူယူမယ်လို့ဆော်မွန်ကိုပြောခဲ့ပါတယ်။ဆော်မွန်ကလက်မခံတော့တောမတ်ကသူ့လူတွေနဲ့ဆော်မွန်ကိုလှုပ်ကြံပြီးရွှေတွေကိုလူယူလိုက်ပါတယ်။ဂျန်ရဲ့ရွှေတွေကိုလည်းယူဖို့ဆော်မွန်အိမ်သွားပြီးတမိသားစုလုံးကိုတက်ကာရွှေတွေယူသွားပါတယ်။ဆော်မွန်အလောင်းကိုတော့ဘိုးရဲ့အခောင်းထဲမှာပဲရောမြုပ်ပေးလိုက်ပြီးတောမတ်ကရွာကနေထွက်သွားလိုက်ပါတယ်။ တကယ်တမ်းစိန်စာတင့်နေတာဘိုးကြောင့်မဟုတ်ပါဘူး။ဆော်မွန်ကြောင့်ပါပဲ။သူတို့တွေအနည်းကင်းနေတာကလည်းရိုးကြောင့်မဟုတ်ပဲဆော်မွန်မြေဖြစ်တဲ့ကင်းကြောင့်ပါ။တောမတ်ကကင်းကိုတစားခံလုပ်ပြီးကန်းချေထီပြန်သွားမယ်။မြေဖြစ်သူကိုမသိစေချင်ရင်မနှောက်ရှက်နဲ့လို့တောမတ်ကဆော်မွန်ကိုပြောလိုက်ပါရယ်။ အဲအချိန်မှာပဲဆော်မွန်အသက်ခံရတဲ့နေရာကိုရောက်သွားပြီးဆော်မွန်ကလည်းအရင်တော့ကလိုပဲတောမတ်ရှိကိုပြန်ရောက်လာပါတယ်တောမတ်ကသူ့ကိုနှောင့်ယှက်ရင်းဆော်မွန်ကိုတတ်ခဲ့သလိုဂင်းကိုလည်းတတ်ပြစ်မယ်လို့ချိန်ချောက်ပေးမဲ့ဆော်မွန်ကသူ့ရဲ့မိစ္ဆာပါဝါတွေနဲ့တောမတ်ကိုတတ်ပြစ်လိုက်ပါတယ်ဆော်မွန်ကယန္နာရီအားလုံးကိုသူမြေကင်းတယောက်တည်းကိုပဲရရှိချင်တာကြောင့်ပင်လယ်ထဲလာတဲ့သူတိုင်းကိုတပ်ပြစ်နေခဲ့တာပါ အခုလေသူမြေကို ရွှေတွေယူဖို့ပြောနေပါတယ်။ဆော်လမွန်ကရွှေတွေကိုဆယ်တဲ့လူပဲတိမ်မာဖြစ်ပြီးဂန်းဆော့ကိုယူသွားတဲ့လူကတော့အသက်ရှင်နေ။အဲဒါကြောင့်တငယ်ချင်းတွေကိုရေငုပ်ဆယ်ခိုင်းပြီးယူသွားဖို့ပြောပေမဲ့ဂင်းကတော့သူ့တငယ်ချင်းတွေနဲ့မလဲနိုင်တဲ့အတွက်အဖိုးပြောတာတွေကိုလက်မခံဘဲအခန်းကိုပြန်သွားရှာခဲ့ပါတယ်။ကင်းကကောင်တလာတွေတဲကရွှေသွန်းထားတဲ့ကောင်တလာကိုရှာပြီးတည်လာဖို့လုပ်ပါရယ်။ဒါပေမဲ့ရေမုံမီသတိမိသွားပါရယ်။ ဆော်လမွန်ကလည်းကင်းရဲ့တငယ်ချင်းတွေကိုတပ်ဖြစ်ဖို့လုံနေခဲ့ပြီးသူမြေးရေထဲမှာဒုက္ခရောက်နေတာကိုသိတော့လက်လျှော့ပြီးသူမြေးကိုကယ်ပေးခဲ့ပါတယ်။ ကင်းကခေါင်းတလားနဲ့အတူရေပေါ်ပြန်ပေါ်လာပြီးတငယ်ချင်းတွေကကင်းကို လေပေါ်ဆွဲတင်ပေးခဲ့ကြပါတယ်။ကင်းတရီရလာတော့မှအခောင်းကိုဂုံးနဲ့ရေချားကကျွန်းတကျွန်းပေါ်မှာပဲမြုံလိုက်ကြပါတယ်။ဆော်လမွန်အခောင်းရေထဲမှာမရှိတော့မှငါးရီလည်းပင်လယ်ပြင်အနှံ့မှာပြန်လဲချက်စားလာပြီးကင်းတို့ကလည်းလက်ဆက်တဲ့ငါးရီကိုဖန်လာခဲ့ကြပါတယ်။ရွာသားတွေလည်းဝမ်ပန်းတတာနဲ့ကြိုးဆိုကြပြီးသူတို့ရဲ့အပြုံးတွေကကင်းကိုပီတီဖြစ်စေခဲ့ပါတယ်။ ငါမဖမ်းရဆိုတဲ့ဆိုင်ပုတ်ကိုလည်းရေရဲဝုံဝုံဖြုတ်ချနိုင်လိုက်ပြီးရွာသားတွေလည်းငါဖမ်းတဲ့အလုပ်ကိုပြန်လဲလုပ်ကင်နိုင်ခဲ့ကဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။နောက်ထပ်စကားကောင်းတွေကိုကြည့်ရှုနိုင်ဖို့အတွက် channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့လည်းမမေ့ကြပါနဲ့အောင်နော်။အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။